လွမ်းစရာကောင်းလိုက်တာဒီလွမ်းတွေကကောလာဟလမဟုတ်ပါဘူးနောက်ဆိုရင်ကဘာပေါ်မှာအာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံသွားတယ်လို့မျိုးတုံပြောက်ွယ်သွားမှာပါအချစ်ရဲ့ခင်ဗျာဆရာကုနာမည်လေးတက်ပြီးရေးပါတယ်ကောလာဟလအလွမ်းဩလွမ်းနာတော်မှာကောလာဟလတကယ်လွမ်းနာမဟုတ်ဘူးပေါ့ ခဗျာဆရာအောင်မညိုဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆဒန်ဟူစိန်မရှိတော့ဘူးလစ်ဗျားမှာဂဒါဖီမရှိတော့ဘူးလွမ်းစရာကောင်းလိုက်တာလွမ်းစရာကောင်းလိုက်တာ ဒီလွမ်းတွေကကောလာဟလမဟုတ်ပါဘူးလို့နောက်ဆိုရင်ကဘာပေါ်မှာ အာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံသွားတယ်လို့မျိုးတုံပြောက်ွယ်သွားမှာပါအချစ်ရဲ့။အော်ကဗျာဆရာအောင်မညိုတော်တော်နောက်တဲ့သူ။အာနာရှင်တွေကိုမြန်သွားပြီးတော့လွမ်းစရာကောင်းလိုက်တာတဲ့။ဟိုကရွှေရောင်တနတ်နဲ့ထပစ်လိုက်လို့အသက်ဘယ်နာထွက်ရမှန်းမသိ။ ဖြစ်သွားမယ်။ဂျာမနီမှာဟစ်တလာမရှိတော့ဘူးဟုတ်တယ်။နိုင်ငံနေနဲ့ကိုစားပြီးပြီပြောတယ်။ဒီအာနာရှင်နေအာနာရှင်နေရဲ့တမိုင်းကြောင်ဟစ်တလာဘလို့သေးတယ်လဲမူဆိုလိုနီဘလို့သေးတယ်လဲဆတ်တန်ဟူစိန်ဘလို့ဘလို့သေးတယ်လဲဂဒါဖီရင်းမြောင်းထဲမှာသေရတယ်။အစွန်ရောက်ဘာသာရေးသမားအိုစမာဘလန်ဒင်အမေရိကန်နိုင်ငံရဲ့တပ်ဖွဲ့ရဲ့စစ်စင်ရေးမှာကြာဆုံးသွားတယ်။ဒါပေမဲ့ဒီကပြောင်ကိုဖန်ရင်တော့ကျွန်တော်စစ်တယ်မှာခံစားဒါကျွန်တော်ဘက်ကခံစားချက်ဖြစ်ပါတယ်။ ကြ བྱ ာကိုလွတ်လပ်စွာကျေးဇူးခွင့်ရှိတာကြ བྱ ာဆရာရဲ့အခွင့်အရေးဖြစ်ပါတယ်ကြ བྱ ာကိုလွတ်လပ်စွာခံစားခွင့်ရှိတာကကြ བྱ ာဖတ်သူရဲ့ခံစားခွင့်ဖြစ်ပါတယ်ကျွန်တော်ခံစားကြည့်တယ်ကောလာဟလအလွန်တကယ်လောနာမဟုတ်ဘူးပေါ့ဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆာဒမ်ဟူစိန်မရှိတော့ဘူးလစ်ဗျားမှာဂရာဖီမရှိတော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာ ဇာကနာလို့ခေါ်တဲ့ကိုသူရကတော့ပြောပါတယ်။ तू နားသွားပြီ။ तू နားသွားပြီ။လွမ်းစရာကောင်းလိုက်တာဒီလွမ်းနေကကောင်းလာဟာလာမဟုတ်ပါဘူး။ကောင်းလာဟာလာမဟုတ်ပါဘူး။နောက်ဆိုရင်ကဘာပေါ်မှာအာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံးတယ်လို့မျိုးတုံးပြောက်ွယ်သွားမှာပါအခြေ။ဒိုင်နိုဆောဆိုတဲ့သဘောဝါးတွေကျွန်တော်တို့ကဘာပေါ်မှာတကယ်ရှိခဲ့လေ။သူတို့ရဲ့ရုပ်ကျွန်းတွေကတတ်သိခံတယ်။ဒါပေမဲ့အဲ့ဒါလို့ အင်မတန်ကြီးမားတဲ့ဒိုင်နိုဆောတွေအခုကမ္ဘာလောကကြီးနဲ့တဟဇာတမဖြစ်တဲ့အခါကျတော့ဘလို့မှဆက်လက်ပြီးတော့ရှင်သန်မှုရမဖြစ်နိုင်တော့ဘူး survival of the fittest survival of the fittest အကြံခိုင်အတန်ဆွမ်းဆုံးသူတွေသာရှင်သန်ကြံရစ်တယ်ဆိုတဲ့မူဝါဒပဝင်ကျင်နဲ့လယောညီထွေ အဖြစ်ဆုံးသူတွေသာကြံရစ်တယ်ဆိုတဲ့မူဝါဒចောင်းသားတွေနဲ့အဆင်မပြေတဲ့ဆရာတယောက်ဟာ ဆရာဘဝကိုဘယ်နည်းနဲ့မှယက်တီလို့မရနိုင်ဘူးပိဋကတ်နဲ့အဆင်မပြေတဲ့မင်းသားတယောက်မင်းသမီးတယောက်ဟာရေရှည်ကြာရှည်ယက်တီဖို့ရမှာဖြစ်နိုင်ဘူးပြည်သူလူထုနဲ့အဆင်မပြေတဲ့နိုင်ငံကောင်းဆောင်ဟာရေရှည်ကြာရှည်ယက်တီခွင့်ရနိုင်မယ်ဆိုရင်ဒိုင်နိုဆောဆိုတဲ့သရဝါကြီးတွေတစ်ချိန်လုံးကရှိခဲ့တယ်ဒါပေမဲ့လေးတော့တိုက်လောက်မြင့်တဲ့ဒီသရဝါတွေရဲ့တော်ပုံလာပုံလှုပ်ရှားပုံနေထိုင်ပုံဟာပတ်ဝန်းကျင်နဲ့ဘလို့မှသားဆာတာမဖြစ်ဘူးမဖြစ်တဲ့အတွက်ခပါပေါ်မှာမြို့တုံး ျောက်ွယ်သွားပြီ။ပဝင်းကျင်နဲ့တဟဇာတဖြစ်တဲ့ဒိုင်နိုဆောမျိုးနွယ်တွေဖြစ်တဲ့မိချောင်းတို့ဖို့ဗရတ်တောက်တဲ့အိမ်မြောင်တို့တော့ကြံခဲ့သေးတယ်။အဲ့တော့ကြပါဆရာအောင်မညိုကလွမ်းနေ။ဒါဟာလွမ်းနေကြပါဆရာတယောက်ပေါ့။အာနာရှင်တွေဟာ လွမ်းစရာမကောင်းဘူး။အာနာရှင်ရဲ့ဇတ်သိမ်းဟာ ဘယ်တော့မှမလှပါဘူးဒါကိုကဗျာဆရာကတခွန်းတပါးဒါမှရဲရဲဆက်ဆက်ပြောကြားခြင်းမရှိဘဲနဲ့သူ့ရဲ့ကဗျာလေးကိုသူ့အမှုပညာနဲ့လှလှပါပါဖွဲ့စည်းပါတယ်အော်ကဗျာဆရာနဲ့ကျန်းကျန်းဖန်ဖန်လွမ်းစရာမကောင်းတဲ့ဟာကိုလွမ်းနေသေးတယ်အဲ့ဒီအချိန်မှာပဲ Facebook ပေါ်ကို post တစ်ခုတက်လာပါတယ်အာနာရှင်တွေကိုချစ်တဲ့သူတယောက်ရဲ့ post ရေးပြီးတော့တင်ပါတယ်ပိုကျုပ်မှုကြီးနာမည်လေးနှလုံးရေးပါတယ် တောက်ကြနာနဲ့စပြီးတော့ဗိုလ်ဒုနာနဲ့ဆုံးပါတယ်အဲ့ဒီနာမည်ကိုရုတ်တရက်ကျွန်တော်မေ့သွားလို့ပါဘိုးကျုံမူကြီးကွလကွလကို တိတ်ချစ်တာပဲအောက်က comment ပြန်ပေးတဲ့ Facebook ပေါ်မှာမေနမဆုံအောင်ကြားရပါတယ်ပြည်သူလူထုတရားလုံးကိုဒုက္ခပေးသွားတဲ့ဒီလိုလူကိုမင်းကချစ်ရသလားကွဆိုပြီးတော့ ဝိုင်းဝန်းပြီးတော့ဆဲကြဆိုကြဩကြဟစ်ကြလောက်တဲ့အချိန်မှာသူကအေးစေးစေးပါပဲနောက်ထပ် post တခုထပ်တင်ပါလေဘူဒုတ္တယဘူကျုံမူကြီး မောင်ခွက်လက်ကိုလည်းတစ်ချစ်ခဲ့တာပါပဲဒုတိယချိန်ထပ်ပြီးတော့ Facebook လောကမှာပွက်လွန်ညံသွားပါတယ်တတိယ post ကိုသူထပ်တင်ပါတယ်ဘူကျုံကြီးခွက်လက်ညွန့်ကိုလည်းတစ်ချစ်တာပါပဲအဲ့ဒါတော့ချစ်တဲ့ကောင်ကို ကန်းကုံအောင်ဆဲဆိုနေတဲ့အချိန်မှာပဲစလုတ်ထပို့ကိုသူကတင်ပါတယ်အကိုတို့ကလည်းစန္ဒဆောလိုက်တာဗျာကျွန်တော်ဆိုတဲ့ကောင်ကအမေအိမ်တချင်းကို ကျုပ်တို့ရဲ့နှလုံးသားတွေကြေကွဲအောင်ရေးခဲ့တဲ့ထူးအိမ်တင်ဆိုတဲ့တေးတေးဆူအဆိုတော်ကိုလည်းချစ်ခဲ့တာပဲဗျာအမေချေရဆိုတဲ့ဇက်ကားမှာအကယ်ဒမီရောက်အောင်တရုတ်ဆောင်သွားတဲ့မင်းသားတွေးကိုလည်းတိတ်ချစ်ခဲ့တဲ့ကောင်ပါဗျာ ကျုပ်တို့ရဲ့အုံနောက်တွင်နဲ့စာပေအသိဉာဏ်တွေကိုဖွင့်ပေးခဲ့တဲ့တာယာမင်းဝင်လို့ခေါ်တဲ့နိုင်ငံရေးစိတ်ရှိတဲ့စာရေးဆရာကိုလည်းကျုပ်တို့ကကျုပ်ကချစ်ခဲ့တာပဲတဲ့တခုပဲရှိတယ်ကျုပ်ချစ်ခဲ့တဲ့သူတွေကတည်သွားကြပြီလေအဲ့ဒါလို့ကျုပ်ကချစ်မိရင်ကျုပ်ချစ်မိတဲ့သူတွေက လူလောကကြီးတွေကစောစောစီးစီးထွက်ခွာသွားတတ်ကြလုံးလို့ပါတဲ့